Zoro Fashion Design ဆိုရင်တောင်ဟူမှာမသိရလို့မရှိဘူးပေါ့နော်။ မတွေ့တာကြတော့အကိုနဲ့အမကညီမလေးရေးလာလေပါအောင်ခလေးဆိုင်လေးမှလည်းအလှရစင်ထားတယ်တတိရတယ်ဆိုတာနေပေါ့နော်ဒီနေ့သွားတွေ့ဖြစ်တယ်ဒါကတော့ကန်လန်းမှုမှာဖွင့်ထားတဲ့ဇိုရိုယောက်ျားလေးအဲဖက်ရှင်ဆိုင်ပေါ့နော်အခုဒီကန်လန်းကနေပြီးတော့ညာဘက်ကိုကြွေးလိုက်မယ်ဆိုရင်ကုံတဲကြီးလန်းအဲကုံတဲကြီးလန်းမှာကြတော့ခလေးတွေအတွက်ပေါ့နော်ဖက်ရှင်ဆိုင်ရှိရယ်ဆိုတော့အဲ့ဒါလေးကိုပြပေးမယ်နော်အဓိကကလေခလေးတွေရဲ့ဖက်ရှင်ဆိုင်မှာ decoration ကိုသူတို့ကောက်ကောက်လေးပေါ့နော်အကိုနဲ့အမလှုပ်ထားပေးတာဆိုတော့ညီမလေးလေးအရင် ေါ်ကြတယ်။အခုရှိမှာအဲဒီ sign board လတ်လတ်လေးနဲ့ Zoro Junior ပေါ့နော်။အဲ Kids World အဲအဲကလေးတွေအတွက် fashion ဟာတွေအစုံရှိရအစုံရှိရကိုကလည်းတားတပီးလည်းမရှိလို့ဒါနှမို့ဆိုရင်လေကလေးအင်ကြီးလေးကချစ်စရာလေးအကုန်လုံးကသဘောကျစရာလေးပေါ့နော်။ဆိုတော့ဒီနေ့ အမနဲ့လည်းသွားတွေ့ရင်းနေပေါ့နော်အမသူတို့ degree ရှိစင်တာလေးသွားတွေ့ရယ်ကွယ်ဒီပါအခုဆိုလို့ရှိရေးပွဲတော်ယာတီတွေဖြစ်တော့ပေါ့နော်ပွဲတော်နဲ့ဆက်တဲ့ဆက်ဆိုင်နဲ့သူတို့အဲ့ဒီဟိုအင်ဂျီလေးတွေပေါ့နော်ထထားပေးရလဲတွေ့ရယ်ပြီးလို့ရှိရင် degree ကိုအပြစ် on ထားတာဆိုင်မှာ တကယ်ကိုပေါ့နော်အော်လို့စိတ်ဝင်စားစရာပဲလို့အရာရာပေါ့တော့လှုပ်ထားတာပေါ့နော်အလုပ်အတွက်ကိုတေချာအားထည့်ထားတာလေးတွေတွေ့ရတယ်ပေါ့နော်အခုဆို Halloween သူတို့ရာသီဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ကလေးတွေဒီကြောင်းမှာသူတို့ဝတ်စားဖို့လိုအပ်တာတွေပဲဖြစ်ဖြစ်အဲပြီးရင်ဒီလိုမျိုးပေါ့နော်ပွဲတော်မှာမဟုတ်ဘူးတခြားကလေးတွေလိုအပ်တဲ့အဝတ်တရားလေးလေးစုံစီညာပဲပေါ့နော်တော်တော်ကိုလေးဟိုစုံတဲ့ကလေးတွေဆိုတော်တော်သဘောကျကြမယ်ပေါ့နော်တသားမမီရှိပြီးရောတသားမမီတွေကိုဖက်ရှစ်အပြည့် on channel ပေါ့နော်မင်းမေဖေ ဖေတွေရှိတယ်ဆိုရင်ဒီဆိုင်ကိုလာခဲ့ပါလို့အခုခက်ကခလေးတွေကလေဟိုကို့အကြီးကြတဲ့ဟာကောက်ဝတ်တဲ့ခင်မဟုတ်တော့သူတို့က fashion ကိုအရင်စိတ်ဝင်စားတဲ့ခလေးတွေဖြစ်လာပြီဆိုတော့ဗောနော်ဒီလိုမျိုးအခလေးတွေအတွက် fashion ဇိုင်းလေးဗောတော့တီးတန့်ရှိထားတာကိုလေအရင်သဘောကျတယ်ဒီမှာဆိုလို့ရှိရင်လည်းရှက်အင်ဂျီတွေကအစုံပဲသူတို့ကတော့ပွဲတော်နဲ့အဲဆိုင်နဲ့ဗောနော်အင်ဂျီလေးတွေရှက်လေးတွေထုတ်ပြီးထားတယ်ဗောနော်အရင်လှတယ်ချစ်စရာလေးတွေကိုယ်ကိုတော်ဝတ်ချင်တယ်ကိုနေရမတော်လို့ ကတော့လူကြီးဆိုတော့ကွယ်အဲဒီလိုပဲငန်းခဲရတယ်ပေါ့နော်အဲနောက်ကြတော့ပေါ့နော်ကိုတသားမမီးလေးရှိလိုက်တမျိုးပေါ့စားတာပါစားတာပါကဲအဲဆိုပြန်လိုက်ပါဦးမရှင်အားလုံးပဲတသားပါနောက်ဗီဒီယိုတွေမှာပြန်တွေ့မယ်နော်